မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့ရင်ចောင်းရာကတော့ချမ်းမြအသာစီမျိုးနဲ့မှာအသက်84နှစ်အရွယ်အဖွားအိုနဲ့မြေးဖြစ်သူကိုတန်ရိုက်တူနဲ့ရိုက်နှက်ခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်ချမ်းမြအသာစီမျိုးနဲ့မှာအသက်84နှစ်အရွယ်အဖွားအိုနဲ့မြေးဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ရိုက်နှက်ပြီးတော့ရွှေရုံးနံငွေတွေယူဆောင်ခဲ့တဲ့အဖွားအိုရဲ့တူမဖြစ်သူကိုဖမ်းဆီးရမိလိုက်တယ်လို့သိရပါတယ်အော်ဘာ26ရက်မနက်9:00အချိန်မှာတော့မန်လီတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ် မြို့တည့်200ကွယ်လမ်း90အေး108လမ်းနဲ့108လမ်းကြားမှာရှိတဲ့အိမ်မက်182နေအိမ်မှာအမျိုးသမီးတအူအသက်ခံရတဲ့အကြောင်းသတင်းအရာချမ်းမြသာစီမြို့နယ်အမတ်7နယ်မြေရေစကန်ကတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူပေါင်းဖွဲ့ကသွားရောက်စစ်ဆေးကြရမှာအဆိုပါနဲ့အိမ်ပိုင်ရှင်အငိမ့်စာစာကြည့်တိုင်းမူဒေါခင်စိုးမြင်84နှစ်ကိုနေအိမ်ရဲ့မြင်ကြီးတဲ့အေကန်အတွင်းမှာရှိတဲ့ထိုင်ကုန်းပေါ်မှာဦးပေါင်းပေါက်ပြဲတံရတစ်ချက်နဲ့တည်ဆုံးပြီးတော့ အတူနဲ့သူ့ရဲ့မြေဖြစ်သူဒေါ်အေးခိုင်36နဲ့ကိုလည်းမြင်းညစ်တဲ့အေကန်ကရင်ပေါ်မှာဥပောင်ဝဲနဲ့ထဲမှာပေါက်ပြဲထရာနှစ်ချက်ရရှိထားတာကိုစစ်စဲတွေ့ရှိလို့ချမ်းမြတာစီမျိုးနဲ့အမှတ်7နဲ့ပြီးရက်စကန်ပ189 2025ရန်တက်ကြီးဥပေပေါ်မှာ300နဲ့326နဲ့အမှုဖွင့်စစ်စင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါဗျ။ပြစ်မှုကျုံလုံးတဲ့သူကတော့တင်းဆုံးသူရဲ့တုံမတော်ဆက်သူပြင်းဦးလင်မျိုးရက်ွက်ကြီး3အမှတ်4အခြေခံပညာအလဲတန်းကျောင်းမှာ တွဲဘက်တောင်ဝင်ထမ်းဆောင်နေတဲ့အလယ်တန်းပြဆရာမဒေါ်စစိုးထွန်းဖြစ်တဲ့အကြောင်းသိရတော့ဖဲစီရမိနိုင်ဖို့ဆောင်ရွက်ခဲ့ရမှာသူ့ကိုအောက်တိုဘာ26ရက်ညနေ9:00နာရီကျော်မှာအခင်းဖြစ်နေအိမ်ကိုပြန်လည်ရောက်ရှိလာစဉ်မှာဖဲစီရမိခဲ့ကြောင်းသိရပါတယ်။ဖဲစီရမိထားတဲ့ဒေါ်စစိုးထွန်းကတော့2023ခုနှစ်ဇူလိုင်လကန်ကစလို့နထိုးကြီးမြို့နယ်ကနေယာယီနေရဆွန့်ခွာပြီးတော့ပြုံးလင့်မြို့မှာ အိမ်ငားရန်နေထိုင်ခဲ့ရလို့ငွေကြေးအခက်အခဲများစွာရှိခဲ့တဲ့ကြောင့်2025ခုနှစ်ဇွန်လမှာသူ့ရဲ့အတော်တော်ဆက်ပြီးမိသားစုကဲ့သို့ရင်းနှီးကဝင်ထွက်သွားလာနေတဲ့ဒေါကင်စိုးမြင့်ကမန်းလေးမျိုးမျိုးတက်ငားရက်ကွက်မှာရှိတဲ့နေအိမ်ကိုရောင်းချတာကိုသိရှိရလို့ငွေချေးယူခဲ့ရမှာဒေါကင်စိုးမြင့်ကအိမ်ရောင်းရငွေအကြေးလဲရရှိရင်စီစဉ်ပေးမယ်လို့ပြောကြားခဲ့ပြီးတော့ငွေအကြေးလဲရရှိပြီးတော့အခင်းဖြစ်ပွားခဲ့တဲ့နေအိမ်ကိုပြန်လဲဝယ်ယူရွှေ့ပြောင်းနေထိုင်ခဲ့ပြီးမြဲ့ ၎င်းရဲ့အခက်အခဲကိုဆောင်ရွက်ပေးမှုမရှိကြောင်းထွက်ဆိုထားပါတယ်။အော်တိုဝါလာ24ရက်မှာဒေါကင်ဆိုးမြင့်ကသူ့ကိုဖုံးဆက်ခေါ်ပြီးတော့အခင်းပြစ်တဲ့နေအိမ်ကိုထပ်မံရောက်ရှိနေထိုင်ခဲ့ပြီးအော်တိုဝါ25ရက်မနက်ပိုင်းမှာဒေါကင်ဆိုးမြင့်တူမတော်ဆက်သူဒေါ်အေးခိုင်၎င်းတို့နှစ်ယောက်နဲ့အတူတူဈေးဝယ်ထွက်ပြီးတဲ့နောက်မနက်7နာရီကနေအိမ်ကိုပြန်လည်ရောက်ရှိခဲ့တဲ့အချိန်နေလယ်စာစားပြီးတဲ့အချိန်မှာမအေးခိုင်ဟာမြင်းကြီးတက်အေကန်အတွင်းမှာရှိတဲ့ဂရင်ပေါ်အိပ်ပျော်နေစဉ် နေဝင်ပေါက်အနေတက်သားတက်တာအတွင်ကတန်ရိုက်တူကိုယူဆောင်ပြီးတော့မအေးခိုင်ကိုသုံးချက်ကန်ထူရိုက်ပြီးတော့ထိုင်ကုန်ပေါ်ထိုင်နေတဲ့ဒေါကင်ဆိုးမြင့်ရဲ့ဥပေါင်းငယ်တဲ့ကိုတချက်ထုနှက်ရိုက်နှက်ခဲ့တယ်လို့ဖန်စီရမိတဲ့ဒေါ်ဆူဆူထွန်းကထွက်ဆိုခဲ့ကြောင်းသိရပါဗျ။ဒီနောက်မှာတော့ဒေါကင်ဆိုးမြင့်အိမ်ခန်းအတွင်းမှာရှိတဲ့တန်တဲတာကိုတူနဲ့ရိုက်ဖြတ်ပြီးတော့တက်တာအတွင်သိမ်းဆဲထားတဲ့အောင်သမားရီတစိပ်ပါတဲ့ရွှေ၁၀ကျပ်သားတုံးတုံး အဲ့ရပေါ်မှာရှိတဲ့ကြက်သိန်းတရာကိုယူဆောင်ပြီးတော့ပြင်ဦးလင်မျိုးကိုပြန်လာခဲ့တဲ့ကြောင့်အော်တိုဘာ26ရက်မှာဒေါကင်ဆိုးမြက်နေအင်းကယူဆောင်လာတဲ့ရွှေတုံးကိုရောင်းချပြီးတော့၎င်းချင်းကားထားတဲ့ငွေကြေးတွေပြန်လဲပေးဆက်သုံးစွဲခဲ့ကြောင်းသိရပါတယ်။ဒီလိုငွေကြေးအခက်ခဲကြောင်းအတော်ဖြစ်သူနဲ့တူမဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ထူရိုက်ခဲ့တဲ့ဒေါ်စစိုးထုံးကိုဥရည်နဲ့အညီဥရည်နဲ့အညီထိထိရရအရေးယူနိုင်ဖို့နဲ့တင်းစေးဖို့အကြံရှိတဲ့တပ်တွေကပစ္စည်းတွေကိုလည်းပြန်လဲတင်းစေးရရှိနိုင်ဖို့ဆက်လက်ဆောင်ရွက်ရရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးတော့ထိုင်းနိုင်ငံတောက်ခရိုင်မှာမြန်မာအမျိုးသမီးရဲ့လက်ပင်ကိုဓာတ်နဲ့လှိသွားတဲ့မတိုင်မှုရာဇဝင်ရှိသူ ထိုင်းမျိုးသားကိုဖမ်းဆီးတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ထိုင်းနိုင်ငံတောက်ခရိုင်မင်းဆောက်ခရိုင်ဝန်တွင်ကရေချိုးကန်တစ်ခုအတွင်းမှာမြန်မာမျိုးသမီးတအုပ်ရဲ့လက်ပင်ကိုဓာတ်နဲ့လှိခဲ့တဲ့ထိုင်းမျိုးသားတအုပ်ကိုရဲတပ်ဖွဲ့ကအောက်တိုဘာ29ရက်မှာဖမ်းဆီးခဲ့ပါရစေ။မင်းဆောက်ရေစကန်ကအရာရှိတွေကမနေ့ကအောက်တိုဘာ29ရက် မနက်7နာရီလောက်မှာအမျိုးသမီးတအူဓာတ်နဲ့တိုက်ခိုက်ခံရတဲ့တဲ့တဲ့ကူလက်ခံရရှိခဲ့တယ်။တိုက်ခိုက်မှုဟာခရယုံကရေချိုးကန်အဟောင်းတစ်ခုထဲမှာဖြစ်ပွားတာဖြစ်ပြီးတော့ဒီရေချိုးကန်ကပုံမှန်အပြင်ပိတ်ထားနေရှိကအခမ်းအနားတွေဒါမှမဟုတ်အစည်းအဝေးတွေကျင်းပမှသာဖွင့်လှစ်တာဖြစ်ပါတယ်။ရဲတွေကတော့ရေချိုးကန်းတွေကကျမ်းမြေပေါ်မှာသွေးကွက်တွေတွေ့ကြရပြီးတော့ခရယုံကိဝါစီကိုမီတာ30လောက်တိရှိရတဲ့သွေးလမ်းကြောင်းတစ်ခုကိုလည်းတွေ့ကြရပါဗျ။တိုက်ခိုက်ခံရသူ အသက်20နှစ်အရွယ်မြန်မာနိုင်ငံသူဂျူဂျူကတော့ ရဲတွေရောက်လာတဲ့အချိန်မှာအခင်းဖြစ်ပေါ်တဲ့နေရာမှာမရှိတော့ပါဘူး။သူမဟာလက်ဘဲမှာပြင်းထန်တဲ့လှိပြက်ဒဏ်ရာရရှိခဲ့ပြီးတော့အကူအညီတောင်းဖို့ရေချိုးကန်တွေကနေပြေးထွက်လာခဲ့တယ်လို့သိရပါဗျ။မြင့်မြင့်တက်တဲ့တွေကတော့သူမကိုအနီးနားကဆေးရုံတစ်ခုစီအမြန်ပို့ဆောင်ပေးခဲ့ပြီးတော့အဲ့ဒီနေရာမှာသူမဟာစေကူတာမှုခံယူရရှိနေပါဗျ။ကနအူးစုံစမ်းစစ်ဆေးမှုတွေအရတော့ဂျူဂျူးဟာခရယုံအတွင်းကလူမှုဖုလုံရဲ့အယောင်ဆိုင်မှာတလနေပါအလုံးလုံးနေခဲ့တာလို့သိရပါဗျ။ တိုက်ခိုက်မှုမတိုင်ခင်မှာတော့သူမဟာရေချိုးကန်အဟောင်းကိုတယောက်တည်းသွားခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်တဲ့သူဟာတိုက်ခိုက်ခံရသူရဲ့နေစဉ်သွားလာလှုပ်ရှားမှုပုံစံကိုရင်းနှင်းသူဖြစ်နိုင်တယ်လို့ရဲတပ်ဖွဲ့ကတန်တရားရှိနေပါတယ်။အရာရှိတွေကတော့အဓိကရည်ရချက်နှစ်ခုကိုစုံစမ်းစစ်ဆေးနေပါတယ်။ဒါကတော့လူရဲမှုကြိုးပမ်းတာဒါမှမဟုတ်ပုံကိုရေးပြဿနာဖြစ်ပါတယ်။ဒါမဲ့လေတိုက်ခိုက်ခံရသူဟာတိုက်ခိုက်ခံလိုက်ရတဲ့အချိန်မှာတံပိုးရှိပစ္စည်းတွေဘာတစ်ခုမှယူဆောင်လာခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီ area က CCTV မှတ်တမ်းတွေမှာတော့တိုက်ခိုက်တဲ့သူဟာအသက်16ကနေ20နှစ်ကြာလို့ယူဆရတဲ့အမျိုးသားတအုပ်ဖြစ်တာကိုလည်းပြသနေပါဗျ။သူဟာတိုက်ခိုက်ခံရသူရဲ့နောက်ကနေရေချိုးကန်းတွေလိုက်ဝင်သွားပြီးတော့ခဏအကြာမှာထွက်ပြေးသွားတာကိုလည်းတွေ့ရပါဗျ။ရဲတပ်ဖွဲ့ကနောက်ပိုင်းမှာတန်တရားရှိတဲ့သူကိုတပ်ခရိုင်ကတက်စီဆိုင်တကူမှာမနေ့ကည7:00နာရီလောက်ကခြေရခံဖမ်းဆီးနိုင်ခဲ့ပါဗျ။တန်တရားရှိတဲ့သူဟာတခြားယာဆွေးမှုတွေအပြင်မရဲမှုကျုံ့ခဲ့တဲ့ယာဆွေးရှိတဲ့ထိုင်းနိုင်ငံသားတအုပ်ဖြစ်တယ်လို့လည်းသိရပါဗျ။ သူ့ရဲ့အမိနဲ့အသက်ကိုတော့ထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။အစီရင်ခံစာတွေရတော့သူဟာဒီရာဆွဲမှုကိုမကျူးလွန်ခင်မှာမကြသေးခင်ကမှထောင်ကလွမြောက်လာတာလို့လည်းဖော်ပြထားပါဗျ။ဒီမျိုးသားကိုတော့လူသက်ဖို့ကြိုးပမ်းမှုနဲ့တရားစွဲဆိုထားပါတယ်။ဒါဟာရသက်ချင်းဥပဒေပုံမှာ288အရလူသက်မှုအတွက်ပြည်တံတည်တံတသက်တကျော်ဒါမှမဟုတ်15နှစ်ကနေအနှစ်20တိထောင်တန်းရဲ့ထက်ဝက်ထိကြာခံရနိုင်ပါတယ်။ သူဟာလူအများသွားလာတဲ့နေရာမှာလက်နက်ကင်ဆောင်မှုနဲ့လည်းတရားစွဲခံခဲ့ရပါတယ်။ဒါဟာရာဇသက်ကြီးဥပဒေပုံမှာ381ရဗတ်ရထောင်တီဒဏ်ဝေချမှတ်ခံရနိုင်တဲ့ပြစ်မှုလည်းဖြစ်ပါတယ်။သူ့ရဲ့လေပိုင်းဆိုင်ရာစော်ကားမှုရာဇဝင်ကြောင့်ဒါဟာတိုက်ခတ်မှုရဲ့နောက်ွယ်ကရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ရဲတပ်ဖွဲ့ကတန်တရားရှိခဲ့ပါတယ်။ဒါပေမဲ့ဒါကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲတန်တရားရှိတဲ့သူကိုစစ်ဆေးမေးမြန်းမှုတွေဆက်လက်လုပ်ဆောင်နေစေလည်းဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့စပင်ဖြူရာနဲ့ကန်စာကြားကအံဩဖွယ်ရာဆက်ဆက်မှုကိုသိပ္ပံပညာရှင်တွေပြောကြားတဲ့အကြောင်းဖော်ပြပေးကြပါမယ်။လူရဲ့ seri ဟာအတွင်းပိုင်းနယ်ပြင်ပအကြောင်းမျိုးမျိုးကြောင့် DNA ပြည့်စည်တာနဲ့ကြုံတွေ့ရပါတယ်။ DNA ပြည့်စည်မှုကအိုမင်းညော်တာနဲ့ကန်စာဖြစ်ပွားမှုနှစ်မျိုးလုံးမှာအဓိကအချက်ဖြစ်ပေမဲ့ DNA ပြည့်စည်နေတဲ့ပင်မဆဲတွေကတ िश ူးကျန်းမာရေးအပေါ်တက်ရောက်ပုံနဲ့ပတ်သက်ပြီးတိကျတဲ့ဆက်ဆက်မှုကိုသိပ္ပံပညာရှင်တွေကစူးစမ်းလေ့လာနေတာဟာကြားပြီးဖြစ်ပါတယ်။ မန်နိုဆိုက်ပင်မဆီရီဟာစပင်နဲ့ရည်ပြအတွက်ရောင်ကြီးပစ္စည်းထုတ်လုပ်တဲ့မန်နိုဆိုက်ဆီရီဖြစ်တဲ့အထူးဆီရီလည်းဖြစ်ပါတယ်။တိုဂျိုတောက်တုံကပမောက်ကအီမီနီရှီမူရာနဲ့လက်ထောက်ပမောက်ကယာစုအာကီရိုဦးဆောင်က DNA ပျက်စီးမှုပေါ်မူတည်ပြီးတော့ MCSC ပင်မဆီရီတွန်းပြန်တဲ့ပုံကိုစူးစမ်းလေ့လာခဲ့ပြီးတော့2025ခုနှစ်အောက်တိုဘာ6ရက်ထောက်နေချာဆဲဘိုင်ယိုလော်ဂျီဂျာနယ်မှာဖော်ပြထားတာတွေ့ရပါတယ်။ ဒီကနေ့ပျက်စီးတဲ့အခါမှာအိုမင်းမှုဖြစ်စဉ်ဖြစ်ပြီးတော့ဒီချိန်လေးမှာ MCSC ရဲ့ပင်မဆီရီဟာဆဲသည့်ဖြစ်မှုရက်တန်ဒါမှမဟုတ်ဆဲသည့်ဆုံးတဲ့အထိဖြစ်ကစပင်ဖြူလာပါတယ်ဒီကနေ့ပျက်စီးမှုများလာတဲ့အခါမှာ P53 P2 ဖြစ်စဉ်ခေါ်ဆဲကာကွယ်စနစ်ကဆဲတွေကိုရက်တန်တာဒါမှမဟုတ်တင်းဆုံးစေခြင်းဖြင့်ခန္ဓာကိုယ်အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးသလိုရောင်ကျက်ထုတ်ပစ္စည်းလည်းဆုံးရှုံးသွားလို့စပင်ဖြူလာတာဖြစ်ပါတယ်